အားလုံးပဲမင်္ဂလာပါရှင်အခုတစ်ခေါက်ဖတ်ပြပေးခြင်းနဲ့စာလေးရတော့ဆရာဟန်ဆိုင်စီမန်းရဲ့တတိယလူနှင့်မဂ္ဂဇင်းဝိထုတို့များဆိုတဲ့စာအုပ်လေးတွေကနံပါတ်3ဝိထုတို့ဖြစ်တဲ့မြေနှိပ်မြေဝန်းလွင်ပြင်ဆိုတာလေးကိုဖတ်ပြပေးခြင်းပါတယ်ရှင်မြေနှိပ်မြေဝန်းလွင်ပြင်အသေးလေးကောက်ရထားလားကောက်ရထားရင်ခုချက်ချင်းပြန်ပေးလိုက် အသေးလေးမျက်နာကိုစူးစူးဝါးဝါးကြည့်ပြီးပြောလာတဲ့ဘယင်မအလှပြင်ဆိုင်ပိုင်ရှင်အန်တီမိုးရဲ့စကားအဆုံးမှာအန်တီနွယ်ကအသေးလေးပခုံးကိုဖွားဖွားဆုပ်ကန်ရင်းစကားပြောလာတယ်။သမီးရလိန်မာပါတယ်။ကြောက်ရထားရင်ပြန်ပြီးနော်။သမီးကိုမုံမိုးပေးပါမယ်။အသေးလေးအန်တီနွယ်ကိုတခုခုပြန်ပြောဖို့ကြိုးစားလိုက်ပင်မဲ့စကားသံတွေကလေချောင်းထဲတင်တင်နေတယ်။အန်တီနွယ်ကအသေးလေးတို့ဆိုင်ကိုလာနေကြဖောက်တယ်။ ဒီမနက်ကအန်တီနွယ်ဆိုင်ကိုသပင်ညက်ခေါင်းလျှော်လာတယ်။ဆိုင်ကပြန်သွားပြီးတိတ်မကြဘူး။လော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 နဲ့ပြန်ရောက်လာတယ်။အန်တီမိုးထိုင်နေတဲ့ဆိုဖာကုန်းကအပြေးလွှားရောက်သွားပြီးမမိုးကြီးငါတော့ကိုကျိုးနေပြီဟဲ့။မမိုးရင်တွေတုံလိုက်တာအမနွယ်ရဲ့ဘာဖြစ်လာတာလဲ။အန်တီမိုးကသူ့မရဲ့မိုးမောက်နေတဲ့ရင်အုံပေါ်လက်ဖီပြီးထိုင်ရာကနေထားလိုက်တယ်။အနောက်ပြန်အလှူသွားစရာရှိလို့ငါမစီကစိတ်နဲ့ကငှားဝစ်လာတာ။ အဲ့ဒါငကက်တစ်ဖက်ပြုတ်ကြခဲ့လို့ဟဲ့အဲ့ဒီငကက်ဝယ်တုန်းက15သိန်းလို့ပြောဘူးတယ်ငါတော့ဒုက္ခပဲအေး15သိန်းဟုတ်လားအမနွယ်ဒါဆိုတစ်ဖက်ကို9သိန်းခွဲပေါ့အေးဟဲ့ငါစိတ်ညစ်ပါတယ်အိမ်မှာရှာတာလည်းနှံ့နေပြီမတွေ့ဘူးမနေ့ကဒီဆိုင်မဲလာတာလေအဲ့ဒါဒီဆိုင်မှာများကြနေခဲ့သလားလို့အသေးလေးဒီဆိုင်မှာ လုပ်ငန်းလုပ်တာလေးလာပြေတော့မယ်လုပ်ငန်းဆိုလို့ ။စပင်ညက်အလှပြင်ရတာမဟုတ်ဘူး။ဆိုင်ထဲတပြက်စီလဲတန့်ရှိအလုပ်လုပ်ရတာ။အခုအန်တီနွဲ့စိန်တကဲကြာနေခဲ့တာမှန်ရင်ခုနကမှဆိုင်ထဲတပြက်စီလှဲထားတဲ့အသေးလေးပဲတွေ့ရမယ်ဆိုပြီးအန်တီမိုးကတေချာတဲ့ပုံစံနဲ့ပြောတယ်။အသေးလေးအန်တီမိုးပြောနေရဲ့နော်။ဒီဆိုင်မှာကြာနေခဲ့တယ်ဆိုရင်နင်မဲတွေ့ရမယ်။ယူထားရင်ခုချက်ချင်းပြန်ပေးလိုက်။အန်တီမိုးရဲ့အော်တန်ကြောင့်ဆိုင်ထဲကလူအလုံးရဲ့မျက်လုံးတွေက အသေးလေးစီ စုပြုံကြလာတယ်။ ယောဂါထနေလို့ပတ်စံပို့ပေးအောင်ဆိုတဲ့ဖုန်းထဲကအမိစကားတန်ရဲ့ခက်ထံမှာကြောနေတဲ့အန်တီမိုးမျက်နှာရဲ့မျောလင်းချက်ကြီးစွာနဲ့အသေးလေးကိုကြည့်နေတဲ့အန်တီနွဲ့မျက်ဝန်းရဲ့လိန်ပြောရင်ဆင်းရဲတတ်တယ်ဆိုတဲ့အမိစကားတန်တွေကတလဲပြီးတလဲအသေးလေးကောင်းနေဝင်ရောက်လာတယ်အသေးလေးစိတ်ညစ်လိုက်တာဖြစ်နိုင်ရင်ဆိုင်ရင်ပြင်ဘက်ကိုထွက်ပြေးခြင်းနဲ့အသေးလေးနှုတ်ကဆွန့်အပြီး မြက်ဝန်းကမျက်ရည်တွေတသွင်သွင်စီးကြလာတယ်။ဖက်ပထုံတက်သေးလို့မနေနဲ့တွေ့ထားရင် တွေ့တယ်ပြော မတွေ့ရင်မတွေ့ဘူးပြောကလေးကိုမအော်ပါနဲ့မတ်မိုးရဲ့သမီးကလိမ့်မာပါတယ်တွေ့ထားရင်ပြန်ပေးနော်အန်တီနွယ်ရဲ့အားပေးစကားကြောင့်အသေးလေးပါးစပ်ကတခုခုပြောဖို့ကြိုးစားလိုက်တယ်ဒါပေမဲ့စကားသံတွေကလည်းเจ้าဝမှာပဲပျောက်ကွယ်သွားပြန်တယ် နီသေးအနီသေးဖြိုးအနီသေးအင်းရှိကလောရကြီးခေါ်တန်းကြောင့်အမီနဲ့သီလီကစွန်းရွက်တွေတင်ရကနေအမြန်ထပြီးအိမ်ပြင်ကိုထွက်ကြည့်ရတယ်။အေးမောင်စောဘာကိစ္စရှိလို့လဲ။ဦးလေးမြင့်မင်းလေးဦးလေးလေးဦးလေးဟဲ့ထင်းတော်ထင်းတော်လုံမနေနဲ့ပြောစရာရှိတာပြောဘာလဲမူဘီရန်ဖြစ်ပြန်ပြီလားဟိုလေဦးလေးကိုအရက်ဆိုင်မှာ ဦးစိုးကဓာတ်နဲ့ထိုးပြီးပြေးလို့ဘာကြီးဆန်ပြောတာတော့အသက်မရှိတော့ဘူးတဲ့ဟမ်အမေပါဆက်ကဟမ်ဆိုတဲ့အတန်ရဲ့နောက်မှာအမေကအသေးလေးလက်ကိုဆွဲပြီးရွာလေအရက်ဆိုင်ကိုပြေးတော့တယ်အရက်ဆိုင်ထဲကိုလူတွေဝိုင်းအောင်ကြည့်နေကြတယ်အမေကိုမြင်တော့လူတွေကလမ်းဖယ်ပေးကြတယ်အဖေဘေးမှာပလင်းခွဲတွေဖန်ခွက်တွေနဲ့ခုံတွေကပြန့်ကျဲလို့ အဖေကခြေကားရလက်ကားရနဲ့ကျမ်းမြင်ပေါ်လဲနေတာမျက်လုံးကြီးကိုပြူးနေတာပဲအဖေရင်ဘက်မှာသွေးတွေရဲနေပြီးဓာတ်တစ်ချောင်းကတန်းလန်းကြီးစိုက်ဝင်နေတယ်အမလီကိုမြက်မင်းရဲ့ကျမကိုထပြီးရိုက်ပါအောင်လားတော်မိန်မနဲ့သမီးလိန်မလေးကိုထပြီးရိုက်ပါအောင်လား အမေကအော်ကြီးဟစ်ကျယ်နဲ့အဖေကိုဖတ်ပြီးငိုတော့ရွာလူကြီးတွေကအဖေလောင်းကို မထီဖို့တားကြတယ်။အသေးလေးတော့မငိုပါဘူး။အဖေသေးသွားလဲဝမ်းမနေဘူး။အဖေကအသေးလေးကိုသုံးနှမ်းနဲ့ကြောင်းထုတ်ပြီးသူများနွားတွေအငှားကြောင်းခိုင်းတယ်။ကြောင်းကဆီယာမတွေကစာတော်တဲ့အသေးလေးကိုကြောင်းမထုတ်ဖို့အိမ်ကိုလာပြောတော့အဖေက အသေးလေးသူများနွားတွေငှားချောင်းတာကြုတ်တွေ့ရက်ဖို့ရတယ်။သူ့ကိုကြောင်းထားရင်ဆီယမားတို့ကကြုတ်ကိုရက်ဖို့ပေးမှာလား။မပေးနိုင်ရင်နောက်လာမခေါ်နဲ့လို့ပြောလွတ်တာ။အဲ့ဒီအချိန်ကလေးကအသေးလေးအဖေကိုမုံသွားတာ။အဖေကရှိလဲအလုံးမလုံးတဲ့အပြင်ညက်နေမူလာတိုင်းအမေနဲ့အသေးလေးကို အသက်လွတ်ရိုက်တာ။အသေးလေးခန္ဓာကိုယ်မှာအညူအမဲကွက်တွေမှအများကြီးပဲ။အမေနဲ့အသေးလေးရဲ့လှုပ်အားခါတွေကအဖေရက်ဖို့မပေးရတော့လက်ထဲမှာစုမိလာတယ်။ နောက်နှစ်ចောင်းပြန်ဖွေရင်သမီးចောင်းပြန်တက်နော်အမေရဲ့စကားကြတော့အသေးလေးပြောလိုက်တာနေပူထဲမှာနွားចောင်းနေရတာအသေးလေးမပြောဘူးအဖြူစိမ့်တွေဝစ်ပြီးចောင်းသွားတဲ့တငယ်ချင်းတွေကိုမြင်တိုင်းအသေးလေးကြိတ်ပြီးငိုရတယ်ចောင်းပြန်နေရမယ်ဆိုပြီးပျော်နေတဲ့အသေးလေးပျော်တွေကကြာကြာမခံပါဘူးဆောင်းရာသီဝင်တော့အမေပန်းနာရင်ကျက်ယောဂါကထလာပြန်ရောတရှိရှိနဲ့တက်ရှူကျက်နေတဲ့အတန်ကိုဘေးကအသေးလေးပါကြားနေရတယ် မောဟိုက်နေတဲ့အမိကိုကြည့်ပြီးအသေးလေးပါမျက်ရည်ကျရတယ်။အရင်နှစ်တွေဆိုစေးတစ်ခါနှစ်ခါထိုးတာနဲ့တက်တာသွားပေမဲ့ဒီနှစ်အေးပူလို့ထင်ပါရဲ့နှစ်ရက်ချားတစ်ခါလောက်ရွာကစေးမှုစီသွားပြီးစေးထိုးရတယ်။အသေးလေးတို့စုထားတဲ့ပတ်စံတွေက အမိစေးဖို့နဲ့ကုံရောဒီကြားတဲ့အသေးလေးအငှားချောင်းနဲ့နွားဥထဲကနွားတကောင်ကပိုးထိပ်ပြီးတည်သွားတော့ပိုင်ရှင်ကအသေးလေးကိုဆက်ပြီးမကြောင်းခိုင်းတော့ဘူး လေပေါင်းနှုတ်တွေကြအသေးလေးကငဲတော့မခေါ်ကြပြန်ဘူးညရာဝင်တော့အမေကအသေးလေးကြောကိုပုတ်သက်ပေးရင်အမေတို့သားမီးကကန်ဆိုးမှသွားရမိုးလိုက်လို့ရွာဆိုသလိုပဲသမီးရဲ့ဘယ်ဘဝဝိကျွေးတွေပါလာလဲမသိပါဘူးအမေသူများပစ္စည်းခိုးရင်ဆင်းရဲတတ်တယ်ဆိုတာဟုတ်လားတိုးထဲမှာနွားကြောင်းရင်ဗကြီးမောင်လေခွင်းကနေကြပွင့်တွေခိုးစားတာဗကြီးမောင်တီးတော့ သူများပစ္စည်းခိုးရင်ဆင်းရဲတယ်။နောက်ခိုးမစားနဲ့လို့အသေးလေးကိုပြောဘူးတာအမှတ်ရပြီးအမေကိုမေးမိတယ်။ဆင်းရဲတာပေါ့သမီးရဲ့။ဒီဘဝတည်းမဟုတ်ဘူး။ဘဝဆက်ဆက်ဆင်းရဲတယ်။သူများပစ္စည်းခိုးတာတည်းမကဘူးသမီးရဲ့။သူတို့ကအသက်သက်တာသူများသားမရနဲ့ဖောက်ပြားတာ၊လိန်လေတာ၊အရက်တောက်တာတွေပါရှောင်ရမယ်။အဲ့ဒီငါးပါးသီလကိုမရှောင်ရင်ငရေကြီးတယ်။ဒါဆိုအမေနဲ့သမီးကသူများပစ္စည်းမခိုးဘဲနဲ့ဘာလို့ဆင်းရဲနေရလဲ။ ။အိုးသမီးလေးရဲ့ဒါကအရင်ဘဝကကုသူအာကုသူအကျိုးဆက်တွေပါလာလို့လေ။အမေပြောတဲ့ကုသူအာကုသူဆိုတာအသေးလေးသိပြီးနားမလဲပဲမဲ့ဆက်မေးရင်လည်းအသေးလေးနားမလဲတာတွေပဲဆက်ပြီးပြောလာမှာမို့အိပ်ပြောအောင်စူးစားပြီးအိပ်ပြလိုက်တယ်။ကြောက်စဲမျိုးနဲ့အသေးလေးတို့ရွာကတုတ်တုတ်သုံးဘိန်းဆိုင်ကယ်နဲ့ဆိုနှစ်နာရီလောက်စီးရတယ်။ ကျောက်ဆယ်မျိုးပေါ်ကိုအသေးလေးတန်းတုံးကအမေနဲ့ဈေးလေးတဲ့တစ်ခါပဲရောက်ဖူးတာအခုတော့ကျောက်ဆယ်သွားရဖို့ကံပါလာပြီကျောက်ဆယ်မျိုးလမ်းမပေါ်ကလူတွေကားတွေတိုက်တွေဈေးဆိုင်တွေအားလုံးကအသေးလေးမျက်လုံးထဲမှာအစ်စ်ဆန်းတွေကြီးပဲဟဲ့အသေးလေးညံ့ညံ့လားနေမနေနဲ့ငါကရွာကိုပြန်ရအောင်ပါဟုတ်ကြီးတော်ဘူးတိုက်ကြီးတွေကအကြီးကြီးပဲနော် ရှိကခက်သွက်သွက်သွားနေတဲ့ကြီးတော်ဘူးနောက်ကိုအဝတ်စားတွေထည့်ထားတဲ့လွဲဤကလေးကိုပိုက်ပြီးပြေးလိုက်ရတယ်။အေးနင်းကဒီမှာနေခဲ့ရမှာလာမြန်မြန်လျှောက်ရှေ့လန်းဆိုရောက်ပြီ။ကြောက်စဲမျိုးပေါ်ကကြီးတော်ဘူးတူမရဲ့အလှပြင်ဆိုင်မှာတောက်တူမရခိုင်းမှုရွာကလူရှာခိုင်းလို့ကြီးတော်ဘူးကအသေးလေးကိုလိုက်ပို့တာအမေနဲ့မခွဲခြင်းပေမဲ့ရွာမာကအသေးလေးအတွက်နေ့တိုင်းဝင်ဝင်ရတဲ့အလုပ်မရှိဘူးလေ။ကြီးတော်ဘူးဝင်သွားတဲ့ဆိုင်ရဲ့နမီကိုအသေးလေးဖက်ကြည့်တော့ ဘယင်မအလှပြင်ဆိုင်တဲ့စိုင်းကြီးရကြီးကြီးပဲအပြင်မှာပူတလောက်စိုင်းထဲဝင်ဝင်ချင်းအေးစိတ်သွားတာပဲစိုင်းထဲမှာမမလှလှတွေကသပင်ညက်တဲ့လူကညက်ခေါင်းလျှော်ပေးတဲ့လူကခေါင်းလျှော်နဲ့ထိုင်ဆောင်နေတဲ့လူတွေကလည်းအများကြီးပဲမှန်ကောင်နာထဲမှာလည်းအလှပြင်ပစ္စည်းတွေလက်ဝတ်ရတနာတွေအများကြီးပဲလှလိုက်တာဖဲ့ဒီကောင်မလေးနဲ့တော့စိတ်ညစ်ပါတယ်အေးငေးမနေနဲ့ဒီကိုလာခဲ့ကြီးတော်ဘူးအော်ခေါ်မ အသေးလေးနဲ့ငေးနေရမှကြီးတော်ဘူးနာ သွားထိုင်ရတယ်။ကြီးတော်ဘူးနဲ့ရေရေမောမောစကားတွေပြောနေတဲ့မျက်နှာချင်းဆိုင်ကအန်တီကြီးကချောလိုက်တာ။ရွှေတွေဝှက်ထားတာညွတ်နေတာပဲ။မိမိုးဒါအသေးလေးတဲ့။ညီးရှာခိုင်းလို့ကြုံမှာမအားတဲ့ကြားကလာပို့ရတာ။ကျေးဇူးပါပဲဒေါ်လေးရဲ့။ကလေးရငယ်တော့အလုပ်တွေလုပ်နိုင်ပါမလား။အသေးလေးကိုလူကောင်သေးလို့အထင်မသေးနဲ့။ရွာမှာနွားအုပ်အငှားကြောင်းလာတာ။ ြီးတော်ဘူးကအသေးလေးအလုံးလုံးနိုင်ကြောင်းအာမခံနေပေမဲ့အလုံးမရမှာကြောက်လို့အသေးလေးရင်တွေတဒိတ်ဒိတ်ခုန်လာတယ်။မရှိမဲရှိမဲအဝတ်လေးတွေထည့်လာတဲ့လွယ်အိတ်ကိုပဲပုတ်ချနေမိတယ်။ဆိုင်မာတော့သပင်ညှက်ပြီးပြီးချင်းတမန်သလင်းပေါ်ကျလာတဲ့သပင်တွေလှဲဖို့နဲ့တန့်ရှင်းလို့ရမယ်။ကျမအပြင်ကိုလှပြင်သွားတဲ့အခါအိတ်ဆွဲလိုက်ရမယ်။ထမင်းဟင်းချက်ကတီးတန်းတယောက်ရှိတော့အိမ်လုပ်ငန်းတွေတော့လုပ်เสียမလိုပါဘူး။ ညီးလုပ်ငန်းတွေလောက်တော့အသေးလေးအတွက်အပြော့ပေါ့အေးအသေးလေးကြောက်ရဲကြောက်ရဲနဲ့အန်တီမိုးမျက်နှာကြည့်တော့အန်တီမိုးကပြုံးပြတယ်သမီးအသက်ဘယ်လောက်ရှိပြီလဲကျောင်းဘယ်နဲ့တန်းထီနေဘူးလဲ၁၀နှစ်ပါအန်တီသုံးနှစ်ထီနေဘူးပါတယ်သမီးဒီဆိုင်မှာနေပြီးအန်တီမိုးပြောတာတွေလုံနိုင်ပါမလားအသေးလေးဝမ်းသာလွန်းလို့ရင်တွေရောလက်တွေရော တုံရင်လာပြီးခေါင်းထက်ခါထက်ခါငြိမ်မိတော့တယ် ကြီးတော်ဘူးရွာကိုပြန်သွားတော့အသေးလေးရင်ထဲမှာဟာတာတာကြီးပဲအန်တီမိုးထုတ်ပေးတဲ့တလားစာလားစာကို အမေအတွက်ထည့်ပေးလိုက်တယ်အလှပြင်ဆိုင်မှာအသေးလေးနေတာကြတော့ဆိုင်ကအမတွေဆိုင်လာနေကြဖောက်တယ်တွေနဲ့တော်တော်လေးရင်းနှီးလာပြီအသေးလေးကိုလည်းအားလုံးကချစ်ကြတယ်နောက်ကျရင်တော့သပင်ညက်အလှပြင်တင်မေးမယ်လို့အန်တီမိုးကပြောတယ်ဆိုင်မာနေကင်းဆိုဝင်ထန်း၁၀ရောက်ရယ်ဆိုင်လာတဲ့လူတွေရယ်နဲ့စီကားနေပေမဲ့ ညရောက်ရင် အသေးလေးရဲ့အန်တီမိုးရဲ့ထမင်းဟင်းချက်ရတဲ့မမတီရဲ့ပဲကြံခဲ့တာညတိုင်းညတိုင်းအသေးလေးနဲ့မမတီကအန်တီမိုးကိုနင်းနှိပ်ပေးရတယ်။နင်းနှိပ်ပြီးတိုင်းအန်တီမိုးကဒီကလေးမတွေကျမ်းမာအသက်ရှိပါစေလို့ဆုပေးတတ်တယ်။အသေးလေးအသက်မရှိကြပါဘူး။အသေးလေးကအန်တီမိုးလို ချမ်းသာကြနာ။နေရာဒီမှာတော့မပူပဲအေးစိမ့်နေတဲ့အန်တီမိုးခန်းကြီးထဲမှာအိဆက်နေတဲ့မွေရာကြီးနဲ့ညတိုင်းအိတ်ချင်တာ။ အန်တီမိုးတို့သမီးအိမ်ကိုအလှပြင်မှုသွားတိုင်းအသေးလေးလိုက်စီးရတဲ့အန်တီမိုးကားကြီးလိုချင်တာအန်တီမိုးညတိုင်းရေတွက်နေတဲ့ပတ်စံတွေပိုင်ဆိုင်ချင်တာဟေးဆိုင်ထဲကလူတွေအားလုံးဂုံတော်ရွတ်ကြရအောင်ဆိုင်မှာဝန်ထမ်းတွေစုံတော့အန်တီမိုးကနက်နက်တိုင်းပြောနေကြစကားပြောတယ်အသေးလေးတို့အားလုံးမနက်လင်းလူစုံရင်ဖျားဂုံတော်ကိုပါကိုကိုးကောက်ရွတ်ဆိုပူဇော်ရတယ် အသေးလေးအရင်ကအလို့မရပါဘူးအလို့မရရင်အလုတ်ထုတ်မယ်ဆိုလို့မရရအောင်ကြက်ထားရတာဆိုင်ရောက်ခါစားတော့ကဘာလို့ကိုးကောက်ရွရတာလဲလို့အန်တီမိုးကမေးတော့ကိုးနဝင်းထီပြီးဆိုင်လူလာအောင်လို့တဲ့အသေးလေးကို အမေပြောဘူးတာတော့ဖျားကို ကိုးကွယ်တာနိဗ္ဗာန်ရောက်ဖို့တဲ့ဖျားကုံတော်တွေကမြမလိုဘာပြောတာလဲလို့မေးပြီးတော့အန်တီမိုးရဲ့လက်နဲ့အသေးလေးကောင်းမိတ်ဆက်ခဲ့တာအခုချိန်ထိမမေးရတော့ဘူး နေငါအသက်ငယ်သလောက်တော်တော်ရှိတာပဲဖျားကုံတော်ဆိုဖျားကုံတော်ပေါ့ကို့လောက်ကို့လောက်ဆိုင်ကိုလူဝင်နေတဲ့နေ့ဆိုရင်အန်တီမိုးမျက်နာကတပြေသည်မဲ့ကြီးကြနေရပဲအသေးလေးတို့ဘာလို့လို့အကောင်းမပြောပဲစူပူနေတာဒီနေ့ဆိုင်မှာလူဝင်များတော့အန်တီမိုးကပြုံးရွှင်ပြီးအသေးလေးတို့ကိုတမီးတို့တမီးတို့နဲ့ဗဇက်ကကိုမချဘူးအသေးလေးတပြက်စီလဲပြီးရင်အန်တီနွဲ့ခြေတော့ကိုသွားနှိပ်ပေးလိုက်အောင်ဟုတ်အန်တီမိုး အန်တီနွယ်ကအိတ်စင်ပေါ်မှာမျက်လုံးမိတ်ပြီးခေါင်းလျှော်ခံနေတာအန်တီနွယ်ကိုတော့အသေးလေးတော်တော်ခင်နေအန်တီနွယ်ကဆိုင်လာတိုင်းအသေးလေးကို မုံ့ဘူးပေးနေကြအန်တီမိုးကအသေးလေးတို့အကျင့်စာရိတ်တာပြက်စီးမှဆိုးလို့တဲ့ဆိုင်လာတဲ့လူတွေပေးတဲ့ပတ်စံယူတာမကြိုက်ဘူးအသေးလေးကတော့အန်တီမိုးမသိအောင်ယူထားတာပဲအခုလဲအန်တီနွယ်ပေးတဲ့မုံ့ဘူး900ကိုအန်တီမိုးမသိအောင်ဘောင်းမီအိတ်ထဲထိုးထည့်လိုက်တယ်အန်တီမိုးသိရင်တော့အသေးလေးကိုစူအောင်ပါပဲ။ တမီးလေးတွေ့ထားရင်အန်ဒီနွဲ့ကို ပြန်ပေးနော်နေဘူးတဲ့နွားကြောင်းခဲ့ရတဲ့အသေးလေးဘွားရဲ့ပင်ပင်ပန်းပန်းနေရက်တွေနဲ့အသက်ကိုခက်ခက်ခဲခဲ ရှူဆိုင်နေရတဲ့အမေမျက်နှာကိုမြင်ရောင်ပြီးအသေးလေးဆုံးဖြတ်ချက်တစ်ခုကိုချလိုက်တယ်။လေချောင်းဝါမှာတစ်ဆူဆူဖြစ်ပြီးပျောက်ကွယ်သွားတဲ့စကားတွေစားဟင့်အင်းအသေးလေးမယူပါဘူး။ဖျားပေးပေးကြမ်းပေးပေးပါအန်တီရဲ့။သမီးတကယ်မယူပါဘူး။အသေးလေးမညာနဲ့နော်။ ူအရင်ကပစ္စည်းတွေကောက်ရရင်တော့ကျမကိုအဲ့နေကြပဲမမနွယ်အခုကစိတ်နှက်ကဆိုတော့ဖိမိတီနဲ့မိဝင်းကသူ့ကိုပေါ်ရှာကြကျန်တဲ့လူတွေကဒီခန်းနဲ့ရော သူ့အိတ်ရာသူ့အိတ်တွေတဲ့သွားရှာကြအန်ဒီမိုးရဲ့စကားသံအဆုံးမှာ အသေးလေးရဲ့မျက်လုံးတွေပြူးကျဲကုန်တယ်အသေးလေးလက်တွေတစက်စက်တုံလာပြီးအသက်ရှူတဲ့တွေမြန်လာတယ်အသေးလေးအမြင်တွေတဖြည်းဖြည်းဝေဝါးလာပြီး မျက်ရည်တွေစီးကြလာတယ်။အမှန်တိုင်းပြောလိုက်မယ်ဆိုပြီးစူးစမ်းအားတင်းပေမဲ့အသေးလေးပါးစပ်ကအသေးလေးတကယ်မြူပါဘူး။တကယ်တကယ်မြူပါဘူး။ခဏအကြာအမမတွေ့ဘူး။အမမတွေ့ပါဘူး။အင်းအမຫນွယ်မြင်တဲ့အတိုင်းပဲအသေးလေးယူထားတာမဖြစ်နိုင်ပါဘူး။အမຫນွယ်ဒီကိုလာတဲ့လမ်းမှာကြာနေခဲ့တာလည်းဖြစ်နိုင်ပါတယ်။ အန်တီနွယ်ကတက်ပြင်းရှည်တစ်ချက်ချလိုက်တယ်။ငိုနေတဲ့အသေးလေးကိုတနာလာတာထင်မှရဲ့။သမီးမယူထားဘူးဆိုရင်မငိုနဲ့နော်။ကဲမမိုးရေအမဆိုင်ကယ်စည်းလာတဲ့လမ်းနဲ့အိမ်မှာပြန်ရှာကြည့်အောင်မယ်။ဆိုင်မှာတွေ့ရင်တော့အမစီအကြောင်းကြားပေးအောင်နော်။အဲ့ဒါတော့စိတ်ချအမနယ်ရေတွေ့ရင်ချက်ချင်းအကြောင်းကြားလိုက်မယ်။အန်တီနွယ်ပြန်သွားတော့အန်တီမိုးနဲ့ဆိုင်ကအမတွေကမယူထားတာကိုမယူဘူးလို့ချက်ချင်းမဖြေပဲ ဘာလို့တူဝေနေတာလဲလို့မေးကြတယ်။အသေးလေးခေါင်းခါပြယုံပဲတက်နိုင်ခဲ့တယ်။အသေးလေးမှာအဖြေရှိနေရက်နဲ့နှုတ်ဆက်နေခဲ့ရတာပါ။အသေးလေးတပြက်စီလှဲနေတော့ခေါင်းလျှော်စဉ် အောင်နာကတလက်လက် တောက်ပနေတဲ့ပစ္စည်းလေးကိုဟိုကြည့်ဒီကြည့်နဲ့ကုန်းကောက်သွားတဲ့အန်တီမိုးကိုမှန်ထဲကတဆင့်မြင်ခဲ့ရတဲ့အကြောင်းကိုတော့အသေးလေးခွင့်ယူပြီးအိမ်ပြန်တဲ့အခါ အမေကိုပြောပြရအောင်မယ်။နောက်ပြီး ခိုးရက်သားနဲ့ဘာလို့ချမ်းသာနေတာလဲလို့အမေကိုမေးရမယ်။အဲ့ဒီအခါအမေကအရင်ဘဝကကုသိုလ်အကုသိုလ်အကျိုးဆက်တွေပဲပေါ့တမီးရဲ့လို့ကြံဖြေအောင်မယ်ထင်ပါရဲ့။ချွေမြူတေရုပ်စုံမဂ္ဂဇင်းမေလာ2015ဟုတ်ကဲ့ပါရှင်။ဆရာဟမ်ဆိုင်စီမန်းရဲ့ မြေနေမြေဝမ်းလွင်ပြင်ဆိုတဲ့ဝတ္ထုတို့လေးရတော့ဒီမှာပဲအဆုံးသက်သွားခဲ့ပါပြီရှင်။နောက်ဆက်အားပေးခဲ့ကြသူအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။ကျမ်းမာဘေးကင်းကြပါစေ။ Thank you